မင်္ဂလာပါရေဦးနေမ2025ခုနှစ်ဇွန်လ10ရက်နေ့ညနေပိုင်းသတင်းများကိုစတင်အစီအစဉ်ခံပါတော့မယ်ခင်ဗျာကျွန်တော်တောက်ကြပါသတင်းကောင်းစဉ်ကောလင်းအရှိချမ်းကိုညအချိန်စစ်တပ်ကပုံကျဲ ပြည်သူ၃ဦးဒဏ်ရာရပြီးအိမ်၆လုံးပျက်စီးခဲ့ခြင်းစကိုင်းတိုင်းကွန်လင်းမြို့နယ်အရှိချမ်းမှာရှိတဲ့ဖလဲရွာကိုစစ်ကောင်စီတပ်ကဂျက်ဖိုက်တာနဲ့ပုံကျချခဲ့ရမှာပြည်သူ၃ဦးဒဏ်ရာရရှိခဲ့ပြီးအိမ်၆လုံးပျက်စီးခဲ့ကြောင်းသိရှိရပါတယ်ဇွန်လ9ရက်ည9:20မိနစ်ခန့်မှာမြေကျောက်တိုက်ပြန်တမ်းလာတဲ့ဂျက်ဖိုက်တာကပုံ၃လုံးကျချခဲ့ခြင်းဖြစ်ပြီးအမျိုးသမီး၂ဦးနဲ့အမျိုးသား၁ဦးဒဏ်ရာရရှိခဲ့ကြောင်းကွန်လင်း PDF ကသတင်းထုတ်ပြန်ထားပါတယ်ကောလင်းဝန်သူကမ်ဘလူးဇက်တိုက်ပဲပုံကျတဲ့ drone နဲ့ကျဲတယ်။ Colin တို့ဘာတို့ကြတော့မြေပြင်စစ်ကြောင်းမထိုးနိုင်တော့သူတို့လုံနိုင်တဲ့ဘုံကျဲတာကိုအဓိကလုပ်တယ်လို့ data ring တော်လင်းရေးပေါ်တူကပြောပါတယ်။ဒဏ်ရာရသူတို့ရဲ့အခြေအနေကိုမသိရှိရသေးကြောင်းလည်း၎င်းကဆိုထားပါတယ်။ဇွန်လ9ရက်နေ့ည9:00ခွဲကျော်မှာလဲဝန်တိုမျိုးနဲ့ကန်ကုန်းရွာတနေရာကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တဲ့ကြောင်း Colin PDF ကသတင်းထုတ်ပြန်ထားပါတယ်။ကန်ကုန်းရွာတိုက်ခိုက်မှုရှိတယ်လို့တော့မကြားမိဘူး။မကြဘူးပြောတာနော်မထိခိုက်ဘူးလို့ပြောတာမဟုတ်ဘူးလို့၎င်းကဆက်လက်ပြောဆိုပါတယ် ဇွန်လ9ရက်ည9နာရီခွဲခန့်မှာလဲတီချိုင်မြို့နယ်ပေါက်ကုန်းရွာကိုစစ်တပ်ကပုံကျဲခဲ့ရမှာအမျိုးသမီးတဦးတေဆုံးပြီးအမျိုးသား2ဦးပြင်းထန်တံရရရှိခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာဆက်လက်၍ဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့ဆုတောင်းစကားပြောခြင်းအစီအစဉ်မှာပါဝင်ကြရဲ့ NLD တိုက်ထွန်းတာကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာဒေါအောင်ဆန်းစုကြည်ရဲ့80ပြည့်မွေးနေ့အထိမ်းအမှတ်ဖြစ်ပြုလုပ်တဲ့မွေးနေ့ဆုတောင်းစကားပြောခြင်းအစီအစဉ် Happy Birthday Soup Video Challenge မှာပါဝင်ကြရဲ့ မြို့သားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကတိုက်တွန်းလိုက်ပါတယ်။ NLD ပါတီဝင်များနဲ့ပြည်သူများကိုယနေ့ဇွန်လ၁၀ရက်နေ့မှာတိုက်တွန်းလိုက်ခြင်းဖြစ်ပြီးအစီအစဉ်ကိုဒေါ်ဆန်းစုကြည်ရဲ့သားငယ် Mr. Kim Kho ဦးထိန်လင်းကဥဆောင်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။မတရားအကျဉ်းကျခံနေရတဲ့လူထုခေါင်းဆောင်ဒေါ်ဆန်းစုကြည်လွတ်မြောက်ရေးသည်ကျွန်ုပ်တို့တိုင်းပြည်အနာဂတ်အတွက်အရေးပါဆုံးသော လုပ်ငန်းစဉ်တစ်ခုဖြစ်ခံယူပါသဖြင့်ဒေါ်ဆန်းစုကြည်ကိုလေးစားချစ်ခင်မြတ်လို့သောသူများအနေဖြင့် လုပ်ငန်းနှစ်ရပ်ကိုပါဝင်ဆောင်ရွက်ပေးကြပါရဲ့မေတ္တာရက်ကန်တိုက်တွန်းအပ်ပါသည်လို့မြို့သားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကဆိုထားပါတယ်။ဒေါ်အောင်ဆန်းစုကြည်ရဲ့နှစ်80ပြည့်မွေးနေ့ဟာလာမယ့်2025ခုနှစ်ဇွန်လ19ရက်နေ့မှာကြာရောက်မှာဖြစ်ပြီးထိုနေ့မနက်၈နာရီတိတိမှာနေအေးသို့မဟုတ်ရောက်ရှိရာအဆောက်အအုံအတွင်းမှာဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက်စုတောင်းမြတ်တာပို့တာခြင်းကို၈မိနစ်ကြာဆောင်ရွက်ကြရန်လည်းတိုက်တွန်းထားပါသေးတယ်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အာနာသိမ့်မီနောက်ပိုင်းမှာတောင်ဆန်းစုကြည်ကိုဖမ်းဆီးထားဒီမှာရပ်ပေါင်း1590ရှိပြီဖြစ်ပါတယ်စစ်အာနာရှင်အဆက်ဆက်တို့ရဲ့ဥပဒေမဲ့မတရားဖမ်းဆီးအကျဉ်းချခံထားရဒီမှာ1989ခုနှစ်ဇူလိုင်လ20ရက်နေ့မှာ2010ခုနှစ်နိုဝင်ဘာလ23ရက်နေ့ထိကာလအတွင်း15နှစ်နဲ့၄လခန့်ရှိခဲ့ပါတယ်။ကဘာကျော်တပည့်ရင်အရေးခင်ကဲ့သို့လုံခြံတပ်ဖြတ်ရန်ကြံစည်မှုများလည်းအကြိမ်ကြိမ်ရှိခဲ့ပါတယ်လို့မြို့သားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အာနာသိမိနောက်ပိုင်းစစ်ကောင်စီကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်တာဆင်းစုကြည်ကိုအမှုပေါင်း19မှုနဲ့ထောင်ဒဏ်33နှစ်ချမှတ်ခဲ့ပြီး2023ခုနှစ်ဩဂတ်လထဲမှာအမှုအချို့ကိုပြစ်ဒဏ်လွင်ရင်းခွင့်ပေးခဲ့ကထောင်ဒဏ်28နှစ်ဆက်လက်ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းလက်ရှိအချိန်ထိဖမ်းဆီးခံခဲ့ရသူများမှာ2954ဦးရှိပြီးထို့အထက်ကမှ2211ဦးမှာထိန်းသိမ်းခံရရဆဲဖြစ်က 192ဦးမှာတည်တံ့ချမှတ်ခံရရတယ်လို့နိုင်ငံရေးအကျဉ်းသားများကူညီဆောင်ရှောက်ရေးအသင်း AAPP ကဇွန်လ10ရက်နေ့ကထုတ်ပြန်ထားပါတယ်ခင်ဗျာဆက်လက်၍တက်မ33တက်မမှုဘုံမှုချုပ်ကျော်ဆက်မြင့်နဲ့တက်မကိုကိုတက်မမှုဘုံမှုချုပ်တင်မောင်ကျော်တို့ကိုစစ်ကောင်စီကယာတို့မှဖယ်ရှားလိုက်ပြီးဘုံမှုချုပ်ကျော်ဆက်မြင့်ကိုနန်းတွင်းစစ်ကြောရေးမှဖမ်းဆီးစစ်ဆီးနေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာအကြံဖတ်စစ်ကောင်စီကတက်မကိုကိုတက်မမှုဘုံမှုချုပ်တင်မောင်ကျော်နဲ့ တက်မတုံတုံတက်မမှုဘုံမှုချုပ်ကျော်ဆက်မြင့်တို့ကိုရာထူးတာဝန်များမှဖေရှားလိုက်ကြောင်းစစ်ဘက်သတင်းရင်းမြစ်များကိုကိုးကား၍ CDM ပိုကြီးစင်ရော်ကပြောဆိုပါတယ်အကြံဖတ်စစ်ကောင်စီကတက်မကိုကိုတက်မမှုတင်မောင်ကျော်ကိုစစ်ရှုံးမှုဖြင့်နေပြည်တော်ကိုချက်ချင်းပြန်ခေါ်၍ရာထူးတာဝန်မှဖေရှားကအရင်အင်အားဖြစ်ထားရှိကြောင်းရင်းနောက်ဟာခအခြေချစစ်ပြူဝါမှုဘုံမှုချုပ်စိုးဝင်းထွန်းကိုတက်မရှိရှိတက်မမှုအဖြစ်အစားထိုးခန့်အပ်လိုက်ကြောင်းသိရှိရပါတယ်အလားတူကချင်ပြည်နယ်ဖားကံမြို့အခြေစိုက် တက်မတော်တော်တက်မမှုဘုံမှုကျုပ်ကျော်ဆက်မြင့်ကိုလည်းဖားကက်မှာစီရီစိုးမိုးထားနိုင်တဲ့ယောက်တရင်လင်းလေတင်ပြမှုနဲ့ကိုကျိုးရှာစီးပွားရေးလှုပ်ဆောင်မှုများအတွက်တာဝါမဖေရှားကအရင်အင်အားပြောင်းရွှေ့စစ်ဆေးမှုများလှုပ်ဆောင်နေကြောင်းသိရှိရပါတယ်။ကိုကိုတက်မမှုကိုနှဲ့ရင်ကံမှာဖြူဝါမှုတယောက်အဖမ်းခံလိုက်ရကတဲ့ကနင်းနေအစာမကြေဖြစ်နေတာပေါ့နော်။ဟိုတလောက တာဝါတိုင်းစကန်းကုန်းကိုလက်လွတ်လိုက်ရတော့တခါတဲ့နေပြည်တော်ကိုခေါ်ပြီးအရင်အင်အားသွင်းပြီးတော့ဟာခအခြေချစစ်ဖြူဝါမှုဘုံမှုကြီးစိုးဝင်းထွန်းနဲ့အစာထုတ်ခံလိုက်တာ။ ကျော်ဆက်မြင့်ကဖားကတ်မှာသူတို့ပဲတက်မှတုံးတုံးကပဲစူးမိုးထားတဲ့ပုံစံမျိုးနဲ့တရင်လိန်လေတင်ပြီးတော့ကြောက်တူးတာတွေရွှေတူးတာတွေလုပ်နေတာအထက်ကရိပ်မိတယ်သူ့ကိုချက်ချင်းချင်းလို့ပြောင်းလို့မရသေးလို့အခုစစ်ကူတက်တွေလည်းရောက်လာရောတခါတည်းပထမမြကြီးနာကိုခေါ်သွားတယ်အခုမြကြီးနာကနေနန်းတွင်စစ်ကြောရင်မှာအရန်အင်အားကိုတွင်းပြီးစစ်စင်းနေပြီလို့သိရတယ်လို့စီဒီအမ်ပူကြီးစင်ရောကပြောကြပါတယ်ရာထူးမှဖေရှားခံလိုက်ရတဲ့တက်မှတုံးတုံးတက်မှမှုဗိုလ်မှုချုပ်ကျော်ဆက်မြင့်နေရာမှာ တက်မမှုအသည့်အဖြစ်စီဦးစီးတက်ကတော်မှဗိုလ်မှူးကြီးကောင်းမင်းထွတ်ကိုခန့်အပ်ထားပြီး၎င်းဟာလက်ရှိမှာသကိုင်းတိုင်းမှာရောက်ရှိနေပြီဖြစ်ကြောင်းမကြမီဖားကံမြို့တက်မကုန်းကိုတွားရောက်မှာဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာဆက်လက်၍တန်တောင်ကြီးမှာရှိတဲ့73မိုင်နဲ့ကြောက်လုံးကြီးစစ်တပ်စခန်းများနဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်ကောင်စီတပ်ဖွဲ့ဝင်3ဦးတေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်မှာရှိတဲ့73မိုင်စစ်စခန်းကြောက်လုံးကြီးစစ်စခန်းနဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရမှာ စစ်ကောင်စီဘက်မှ3ဦးသေဆုံးခဲ့ကြောင်း People Defense Force တန်တောင်အဖွဲ့မှတာဝန်ရှိသူတဦးကပြောကြားပါတယ်။တန်တောင်မြို့နယ်တန်တောင်လိပ်တူတောင်ကိုလမ်းပိုက်တနေရာမှာဧပြီလ23ရက်ညနေ4:40မိနစ်အချိန်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရမှာစစ်သား၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းအလားတူမေလ6ရက်မွန်းလွဲ2:19မိနစ်အချိန်မှာလည်းတန်တော်မြို့မှာရှိတဲ့73မိုင်စခန်းကို60မမလက်နဲ့ကြီးနဲ့တွားရောက်ပြက်ကတ်တိုက်ခိုက်ခဲ့ရမှာအကြံဖတ်စစ်သား3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ။ထို့အတူမေလ17ရက်နေ့နနက်10:52မိနစ်ကလည်းတောင်ကိုလိတ်တူလမ်းပိုက်မှာရှိတဲ့ကြောက်လုံးကြီးစစ်တပ်စခန်းကို40မမနဲ့တွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်သားတအုပ်သေးဆုံးပြီး2ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ထို့ပြင်မေလ12ရက်နေ့ညနေ3:10မိနစ်ချိန်ကလည်းကြောက်လုံးကြီးစခန်းမှာထွက်လာပြီးလန်ကင်းယူနေတဲ့အကြမ်းဖက်စစ်သားများကိုစနိုက်ပါနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်သားတအုပ်သေးဆုံးပြီးတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းမေလ28ရက်နေ့နနက်7:37မိနစ်အချိန်မှာလည်း ကျောက်လုံးကြီးစစ်တပ်စခန်းကို40မမနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်သားတအုပ်သေးဆုံးပြီးနှစ်ဦးတန်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။အပြန်အလှန်သဘောမျိုးတော့မဟုတ်ပေမဲ့စစ်ခွေးတွေရဲ့ထုံးစံအတိုင်းလက်နက်ကြီးတွေနဲ့ရန်တန်ထုတာတော့ရှိပါတယ်။သူတို့လုတ်တက်တာလည်းဒါပဲရှိတာလေ။ပြည်သူတွေအနေနဲ့အာတင်းထားပေးကြပါ။ရောင်နေလာတော့မှာပါ။အထူးသဖြင့်လူငယ်အမျိုးသားတွေစစ်မှုထမ်းမပအောင်အတက်နိုင်ဆုံးနေကြပါလို့ People's Defense Force တန်တောင်အဖွဲ့မှတာဝန်ရှိသူကပြောကြပါတယ်။အဆိုပါတိုက်ခိုက်မှုများကိုတောင်ကိုခရိုင်တပ်မဟာနဲ့ တရင်ကလက်အောက်ခံ PB Defense Force တန်တော် MLB စစ်ကြောင်းမှရဲဘော်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထူးကိမရှိအောင်မြင်ခဲ့ကြောင်းသိရှိရပါတယ်။ PB Defense Force တန်တော်အဖွဲ့အနေနဲ့အကြပ်ပတ်စစ်ကောင်စီတပ်သားများကိုအရှိန်အဟုန်နဲ့ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီးမကြမီအချိန်ကာလအတွင်းအောင်မြင်မှုပန်းနိုင်ကိုရောက်ရှိလာတော့မှာဖြစ်ကြောင်းပြည်သူများအနေနဲ့လုံခြုံရေးအထူးကယူဆိုင်နေထိုင်ပေးကြပါယံလူငယ်များအနေနဲ့စစ်မှုထမ်းပေါ်တာဆွဲခြင်းမကန်ရအောင်အထူးကယူဆိုင်နေထိုင်ပေးကြပါယံ မေတ္တာရက်ခံတိုက်တွန်းထားပါရခင်ဗျာဆက်လက်၍တော်လည်ရေးတက်များအားလာရောက်ထောက်လန့်တဲ့ပြူစောတိကိုပြစ်ခတ်ရှင်းလင်းခဲ့ဟုဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာပဲခူးတိုင်းကျုပ်ပင်ကောင်းမြို့နယ်စက်တိုင်ရက်ကွက်မှာနေတိုင်းတဲ့ပြူစောတိဖြစ်သူအေးမျိုးအောင်ကိုစစ်ဆေးနေစမှာခုခံထွက်ပြေးတာကြောင့်ပြစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ဇွန်လ9ရက်နေ့မနက်10:00ဝန်းကျင်အချိန်မှာတော်လန်ရေးတပ်ဖွဲ့တွေရှိရာနေမီအတွင်းထဲကိုအသက်30အရွယ်မျိုးသားတစ်ယောက် စိုက်ကင်းနဲ့ရောက်ရှိလာတာကြောင့်တော်လန်ကြီးရဲဘော်တွေဖမ်းဆီးစစ်ဆေးခဲ့တယ်လို့သိရှိရပါတယ်။စစ်ဆေးရမှာထိုသူကပြူစော့တီအေးမြုပ်အောင်ဖြစ်ပြီးစစ်ဆေးနေချိန်ဖုန်းဝင်လာစဉ်တဖက်လူကဘေးရောက်နေပြီလဲလို့မေးတာကြောင့်တော်လန်ကြီးတပ်ဖွဲ့တွေရဲ့မတင်ကာမှုနဲ့ဆက်လက်စစ်ဆေးခဲ့တယ်လို့ဆိုပါတယ်။အဲဒီနောက်မှာတော့ပြူစော့တီဖြစ်သူအေးမြုပ်အောင်ကသူ့ကိုဖုန်းဆက်သူဟာပြူစော့တီဖြစ်ကြောင်းသူကိုယ်တိုင်ကလည်းပြူစော့တီအဖွဲ့ဝင်ဖြစ်ကြောင်းစစ်တင်နန်းတလာတက်ခဲ့ကြောင်းစက်တိုင်ရက်ွက်အတွင်းမှာသူအပါအဝင်ပြူစော့တီရှိရောက်ရှိကြောင်းထွက်ဆိုခဲ့တယ်လို့သိရှိရပါတယ်။ ူကကျွန်တော်တို့တပ်ဖွဲ့ရှိတဲ့ကင်းစခန်းလေးကိုစိုက်ကင်းနဲ့ရောက်လာတာပါစစ်စင်းနေစင်မှာဖုန်းဝင်လာတာဟိုဘက်ကဘယ်ရောက်နေပြီလဲဆိုပြီးမေးတော့မတင်ကြတာနဲ့ဆက်လက်စစ်ဆေးတော့သူကပြူစောတီဆိုပြီးတည်ရတယ်ပြီးတော့သူကပြူတင်နဲ့ဆင်းလာတာတလားပဲရှိသေးတယ်လို့ရွှေတန်းမီတပ်ဖွဲ့တာဝန်ခံကပြောပါတယ်အဲ့ဒီလိုစစ်စင်းနေစင်အတွင်းမှာပဲတော်လန်ရဲ့တပ်တွေကိုခုခံထွက်ပြေးတာကြောင့်လိုက်လံပြစ်ခတ်ဖမ်းဆီးရာမှာနောက်ကျောကိုကြည်တိမှန်တည်ဆုံသွားတယ်လို့သိရှိရပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါခင်ဗျာအဆုံးထိကြည့်ရှုခဲ့ကြတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်တရင်ကြည့်ရှုသူပြည်သူလူထုအပေါင်းစစ်မိတ်စာလက်မှအမြန်ဆုံးလွတ်မြောက်ပြီးနိုင်ငံတော်တစ်ကိုအမြန်ဆုံးတည်ဆောက်နိုင်ပါစေလို့ကျွန်တော်တို့ຫນွေဦးနေရန်တရင် channel မှာဆုတောင်းလိုက်ပါတယ်ခင်ဗျာလူထုဘက်ရက်တီချင်းတရင်အစ်စ်အမှန်ຫນွေဦးနေရန်